အာရခတတော်အေနဲ့မဟာမိတ်တပ်တွေတက်ခိုက်နေတဲ့နယ်ရကန်မြို့ဟာတွေကစစ်ကောင်စီတပ်တွေစစ်ခွာထွက်ပြင်းနေပြီးဒေါ်လာရေးတပ်တွေကအပိသက်ထုတ်ဆစ်ဆင်နေပြီလို့မြေပြင်စစ်ရေးသတင်းမြေတချို့ကပြောပါတယ်အမ်ဘဒန်လမ်းပိုင်းအနီးကလေကြောင်းရန်ကာကွယ်ရေးအတွက်ရေဒါပါတက်ဆင်ထားတဲ့ဗျူဟာမြောက်စကန်ဖြစ်တဲ့နယ်ရကန်မြို့ဟာကိုအေအေနဲ့မဟာမိတ်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီမှာထုတ်ဆက်စတင်ခဲ့တာပါကာကေးစကန်ကြီးဖြစ်တဲ့ MPD တာဝါဂုံးကိုမတ်လမှာတန်းယူနိုင်ခဲ့ပါတယ်ပြီးခဲ့တဲ့မတ်လ28ရက်ကစကိုင်းငလျင်ကြီးလောက်ခတ်ပြီးတဲ့နောက်ပိုင်း အေအပါဝင်ညီနောင်မဟာမိတ်၃ဖွဲ့ကငလျင်အရေးပေါ်ကစေးနဲ့ပြည်လဲထူထောင်ရေးအတွက်လားနေချီပြီးထိုးစစ်အရှင်ကိုရှော့ချခဲ့ပါတယ်။အဲဒီနောက်ထိုးစစ်ကိုပြည်လဲမြင့်တင်ခဲ့ရမှာစက်တင်ဘာလနဲ့လက်ရှိအောက်တိုဘာလဇန်မှာဂိုဂျီစကန်နဲ့ဖိုက်တာဂုံးလိုအဓိကအကားကင်းစကန်တွေကိုဒေါ်လာရေးတက်တွေကအထက်မှန်သိမ်းပိုင်နိုင်ခဲ့ပါတယ်။တိုက်ပွဲတွေဆက်တိုက်ပြင်းထန်ပြီးတဲ့နောက်ပိုင်းဗျူဟာတွေကစစ်တပ်ရင်းတွေပါဆုတ်ခွာထွက်ပြေးတဲ့အခြေအနေရောက်လာတာလို့သိရတာပါ။လက်ရှိမှာနိုင်ငံဗျူဟာနဲ့အစိမ်းပိုင်းခန့်အကွာက စစ်ကောင်စီရဲ့ကပ္ပဆာဆက်လေးနဲ့လေကိုလေတရင်အနည်းမှလည်းတိုက်ပွဲတွေပြင်းထန်နေပါတယ်။အဲ့ဒီ၃နေရာစလုံးကိုစစ်ကောင်စီကလေကြောင်းကနေအပြင်းထန်ဘုံကျဲနေတာလို့သိရပါတယ်ရှင်။